တစ်ဖက်နဲ့တစ်ဖက်ခံယူချက်နဲ့စဉ်းစားချက်တွေကမတူညီကြဘူးပြီးလို့ချင်းလိုလားချက်တွေမတူညီကြဘူးအဲ့ဒါကြောင့်တယောက်ချင်းစီမှာရှိနေတဲ့ခံယူချက်လိုလားချက်တွေကြောင့်ဟိုတရားနဲ့တရားညှိလို့မရတဲ့အနေထားတွေအများကြီးဖြစ်တယ်လို့ပဲကျွန်မနားလည်ပါတယ်အခုကကျွန်မတို့ကငင်းကြံရေးစကားပြောတယ်လို့ပြောလို့ရှိရင်အရှုကဝေဖန်ကြတာတိုက်ခတ်ကြတာတွေများတယ်ငင်းကြံရေးစကားပြောတယ်ဆိုရင်အញ្ញမ်းခံတယ် ဟိုတစ်ဖက်သားစီမံသွားပြီးတော့မှအညာခံတယ်လည်းပဲခံရတယ်အမှန်ကငင်းချင်ရေးစကားပြောတယ်ဆိုဘသူ့ကိုဘသူကမှအညာခံတာမဟုတ်ဘူးငင်းချင်ရေးစကားပြောတယ်ဆိုတာငင်းချင်ဖို့အတွက်ကိုဆွေးနွေးကြတာပြောဆိုကြတာဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ငင်းချင်ရေးအတွက်အလုံးလုံးပဲလုံးလုံးတယ်လို့ဆိုတာဒီဟိုအများအတွက် ကောင်းကျိုးအတွက် လုံးနေကြတယ်ဆိုတော့ဟာကိုပြည်သူပြည်သားတွေလည်းသိဖို့လိုတယ်ဟိုတိုက်ပွဲထဲမှာရှိနေကြတဲ့လူတွေလည်းသိဖို့လိုတယ်ကျမတို့အားလုံးကစကားမပြောလို့ကိုမရဘူးအရှင်းရှင်းတနေ့ င်မှာစကားဝိုင်းကိုအားလုံးရအောင်ကိုကျွန်မတို့ကြိုးပမ်းရမှာပြီးပြီးမှဒီတိုင်းပြည်ကိုညဖက်ဒရယ်တိုင်းပြည်တိဆောက်ရှင်တယ်ဆိုလို့ရှိရင်ဘလူးပရင်ရှာမှာလဲကျွန်မတို့အဲ့ဒီအထည်ကိုရအောင်ကိုကျွန်မတို့ကဆွေးနွေးနိုင်ဖို့လိုအပ်တယ်ကိုအပ်တာကိုထောက်ထားပြီးတော့စကားကိုပွင့်ဝင်းလင်းလင်းမပြောကြဘူးဆွေးနွေးပွဲကိုဟိုအပွင့်လင်းဆုံးမဆွေးနွေးကြဘူးဟန်ပြသဘောမျိုးနဲ့ဆွေးနွေးနေကြတယ်ဆိုလို့ရှိရင်ကျွန်မတို့ကရည်မှန်းချက်ကိုရောက်မှာမဟုတ်ဘူးကျွန်မတို့ကအပွင့်လင်းဆုံးကိုလိုတာသူလိုတာကိုကျမတို့အပွင့်နေဆုံးဆွေးနွေးနိုင်တဲ့ အနေအထားတစ်ခုခုကိုအများဆုံးပုံပေါ်နိုင်ရမယ်ကျမတို့တိုင်းပြည်ရဲ့အနေအထားကအញ្ញံကိုနောက်ကျနေပြီလို့ကျမမြင်တယ်။အញ្ញံကိုနောက်ကျနေသွေးရှောင်စိတ်ကြလေဒီထက်မစည်းသင့်တော့ဘူး။โออิ่มเป็ดตาแลดีแท้မပျက်စီးသင်းတော့ဘူးသေးကြည်ပျက်စီးတာလဲဒီแท้မသေးကြည်ပျက်စီးတော့ဘူးမသင်းတော့ဘူးပေါ့เนาะအဲ့ဒါကြောင့်မလို့ကျမတို့ ိုလိုတာသူလိုတာကို အတိအကျပြောနိုင်တဲ့ကျွန်မတို့ဒီလိုဆွေးနွေးပွဲဆိုတာထက်တကယ်ကိုဖရင်ချာဖို့အတွက်ကိုဆွေးနွေးနိုင်တဲ့အနေအထားတစ်ခုကိုထိကျွန်မတို့ရအောင်ကြိုးမသင့်တယ်ကိုလိုချင်တာကိုကိုပြောရမယ်တချို့ခံယူထားတာကပြောလို့မရတော့ဘူးတိုက်ရမယ်ဆိုပြီးတော့မှခံယူထားတဲ့အတွက်ကြောင့်တိုက်ပွဲဆိုတာမျိုးဖြစ်ပေါ်လာတာဖြစ်တယ်။ဆိုရင်မတိုက်ပေးနဲ့ရဖို့နီလာမရှိတော့ဘူးလား။ မတိုက်ပင်းတဲ့ရအောင်ပြိုးနိုင်တဲ့အနေအထားကိုကျမတို့ကမဖန်တီးနိုင်ဘူးလား creation မလုပ်နိုင်တော့ဘူးလားကျမတို့ဒီအလုံးကစကားပြောလို့ရနိုင်တဲ့အနေအထားကိုနှစ်ဖက်စလုံးကပြောရမှာပေါ့တစ်ဖက်နဲ့တစ်ဖက်အလုံးကနေပြီးတော့မှဒီငင်းချမ်းရေးကိုလိုတယ်ဆိုလို့ရှိရင်ကိုလိုရှင်ကတာသူလိုရှင်ကတာဆိုပြီးတော့မှကျမတို့အပွင့်နှင်းဆုံးပြောရမယ်ဩတစ်ဖက်ကလည်း ပေးနိုင်တာဘလောက်ထိပေးနိုင်လဲဆိုတာမျိုးကိုစဉ်းစားရမယ်ဒီအဆင်းထိကိုရအောင်မပြောဘူးဆိုလို့ရှိရင်ညီမတို့တွေကတိုက်ပွဲဆန်တရားမှာရှင်နေဥမှဖြစ်တဲ့အတကြောင့်ညီမကတော့အလုံးကိုမြေတားရခံရှင်တာကညီမတို့ဒီနဖူးတွေဒူးတွေတခါတည်းအလုံးကပွင့်ဝင်းလင်းလင်းပြောနိုင်တဲ့အနေထားအခင်းချင်းကိုညီမတို့ပို့ဆောင်ဖို့အမှန်တကယ်လိုအပ်နေပြီအရှင်ကဒါကနောက်ကျနေပြီကိုတိုင်ကအဲ့လိုပဲညီမပြောချင်ပါတယ်